They say the regime is finished, but are you sure? Isn't it spontaneous clearance? Myanmar is heading toward three possible futures. မင်္ဂလာပါလို့မပြောတော့ပါဘူး။ကျွန်တော်တို့ဒီနေ့စကားတော့နည်းနည်းလေးခက်ထထန်တော့စားဖို့လိုပါလိမ့်မယ်။ခင်ဗျားတို့ကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းမှာလက်ဖက်ဆိုင်ဆိုတာပါလေ။တဟာလူမှုရေးအချက်အချာပါပဲ။တငချင်းတွေစုံကြတယ်၊နိုင်ငံရေးဆွေးနွေးကြတယ်၊သတင်းဖလှယ်ကြတယ်။အဲ့လိုနေရာမျိုးကိုဘုတ်ကျဲတဲ့ဆိုတာမတော်တဆမဟုတ်ပါဘူး။ ဒါဟာလူတွေရဲ့အတိုင်းဝိုင်းကိုဖြိုချင်တဲ့စစ်စင်ရစ်တမျိုးပါဒီဘက်ကြီးကလက်ဖက်ဆိုင်မှာခလေးတွေအပေါင်ဝင်16ရောက်သေးပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲဘန်ကောက်တန်ယုံမှာကျူတင်မဲပေးပွဲဆိုပြီးဓာတ်ပုံအရိုက်ခံနေကြပါတယ်တစ်ဖက်မှာသွေးမြေကြားနေချိန်တစ်ဖက်မှာမဲပုတ်ထောင်ပြနေတာဟာဘာကိုပြနေပါသလဲဒါဟာတိုင်းပြည်ကိုအုပ်ချုပ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူးသူတို့ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာတရားဝင်အောင်စိတ်ကြော့ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ဒီနေ့ အပီမှာ ပြောချင်တဲ့ခေါင်းစဉ်ကတော့ရှင်းပါတယ်။တွေးဘိန်းလိန်ညာမှုတွေအပေါ်မှာတိဆောက်ထားတဲ့စစ်ကောက်စီရဲ့ထွက်ပေါက်မဲ့မဟာပြူဟာကိုတင်ပြချင်းပါတယ်။ပထမအဦးဆုံးစေရေးအခြေအနေကိုကြည့်ကြည့်ပါ။ကရင်ပြည်နယ်ဖားပွန်ဒေသအဲ့နေရာဟာအခုချိန်မှာအသက်ရှူကျန်နေတဲ့နေရာပါ။စစ်ကောက်စီတပ်ကမြေပြင်လမ်းကြောင်းပိတ်ဆို့ခံထားရတော့လေချောင်းကားတွေပဲရိတ်ခါနဲ့ကြည်ဆန်တွေပို့နေရတယ်လို့သိရပါတယ်။ဘာဖြစ်လို့ဖားပွန်ကိုသူတို့အသက်အတန်ဖက်တွေ့ထားတယ်လဲဆိုရင်ဖားပွန်တော့ ကြောက်သွားမှဆိုရင်တောင်ပိုင်းတိုင်းတပခနဲ့ဖြစ်ပိုင်းတိုင်းရပခဆက်ဆက်မှုဟာပြတ်ထွက်သွားမှာပဲဖြစ်ပါတယ်။ကရင်နေနဲ့ကရင်တော်လိုင်းတပ်တွေလောဝါချင်းရိုက်မိသွားမဲ့အခြေအနေပါ။ဒါကြောင့်ဖပုံဟာစေရေးအရလဘင်းညစ်ခံထားရတဲ့အသက်ရှူပါတစ်ခုဖြစ်ပါတယ်။အဲဒီကနေပြီးတော့တောင်ဖက်မြဝတီကိုစဉ်ကြည့်ကြမှဆိုရင်စကန်တွေကိုနေနေနေပါလေဆိုပြီးတော့အတန်ကောင်းခဲ့နေတာကိုအားလုံးတွေ့ကြရမှာပဲ။အစာဦးတွေဖြိုချပြနေတယ် များတို့မယုံပါနဲ့ဒါဟာရှိုးပွဲတသက်ပါဂါဒီယန်တရင်စာကြီးကတော့မှအတီလင်းရေးထားတာကဖြိုတာကဖန်ပြတကယ်တမ်းကနေရွှေ့သွားတာပဲရှိတယ်လို့ရေးထားပါတယ်ရှီကောကိုမှာအရင်လူတွေအရင်လုပ်ငန်းတွေအရင်အတိုင်းပဲလက်ပန်းနေတုန်းဖြစ်ပါတယ်ဘာလို့လဲဆိုရင်ဒီစကန်ငွေတွေဟာစစ်တပ်ရဲ့စစ်ပွဲဈေးရိတ်အတွက်အဓိကဖြစ်နေလို့ပဲဖြစ်ပါတယ် စီးပွားရေးရှုထောင့်ကကြည့်မဲ့ဆိုရင်ပိုပြီးကြောက်စရာကောင်းတာက UNODC ရဲ့အစီရင်ခံစာပဲမြန်မာပြည်မှာဘိတ်ဆိုင်ပြိုးမှုဟာစနစ်အတွင်းမှာအမြင့်ဆုံးကိုရောက်သွားပါပြီရှမ်းအရှိမ32ရာခိုင်နှုန်းတက်လာပါတယ်ချင်းမှာ26ရာခိုင်နှုန်းတက်လာပါတယ်စကိုင်းတိုင်းလိုနေရာမှာတောင်မှဘိတ်ခင်းတွေတွေးလာရပြီဖြစ်ပါတယ်ဒါဟာဘာကိုပြောနေရလဲတိုင်းပြည်စီးပွားရေးပြိုလဲသွားတဲ့အခါတရားဝင်ကုန်သွယ်ရေးရပ်သွားတဲ့အခါမှာစစ်ကောက်စီဟာတိုင်းပြည်ကို မူရင်းနိုင်ငံနဲ့လိမ့်လည်မှုစကန်နိုင်ငံအဖြစ်ပြောင်းလဲပြီးတော့အသက်ဆက်ဖို့ကြိုးစားနေတာကိုတွေ့ရတာဖြစ်ပါတယ်မန္တလေးဘက်ကိုတစ်ချက်ကြည့်လိုက်ပါဈေးချိုကစိုက်ခန်း90လောက်ကိုဖြိုချလိုက်ပါတယ်ဒါဟာစီပင်တရားရေးရဲ့လောက်ရလည်းမဟုတ်တယ်လို့ဆန္ဒပြပွဲနောက်ဆက်တွဲမဟုတ်ပါဘူး collective punishment လို့ခေါ်တဲ့အုပ်စုလိုက်တံခတ်ခြင်းတစ်မျိုးဖြစ်ပါတယ်မန္တလေးသားတွေညိမ့်မနေရင်စီပွားရေးလောက်ွက်တွေကိုပါဖျက်ဆီးမဲ့ဆိုတဲ့ခြိမ်းခြောက်မှုပါလက်နဲ့နဲ့လူကိုတတ်တယ်လို့အမိတ်စီပွားရေးကိုတတ်နေတာဖြစ်ပါတယ် နိုင်ငံတကာအခင်းချင်းကိုကြည့်မယ်ဆိုရင်ရခိုင်ဘက်ကနေစပြီးကြည့်ရမှာပါရခိုင်ဘက်မှာ AA ရဲ့ကံယူတန်းကိုထိတ်ထုတ်ထားတဲ့အခြေအနေပြည်ပြင်းလာတလို့တရုတ်ကဘာလုပ်နေလဲဆိုရင်မြေပြင်မှာဘသူစိုးမိုးလဲအဲ့ဒီလူနဲ့စကားပြောမယ်ဆိုတဲ့မူကိုကင်ထားတာပြည်ပြင်းလာတာကိုတွေ့ရပါတယ်စစ်ကောက်စီရှိရှိမရှိရှိကြောက်ဖြူစီမံကိန်းလက်ပတ်ဖို့ AA နဲ့တရုတ်ကြားမှာနားလည်မှုတွေရှိလာနေပုံတွေ့ရပါတယ်ဒါဟာစစ်ကောက်စီအတွက်အကြီးမားဆုံးတန်တမာရေးထိုးနှက်ချက်ဖြစ်ပါတယ်ထိုင်းနိုင်ငံဘက်ကကြည့်မယ်ဆိုရင်လဲဒီဇင်ဘာ ရွေးကောက်ပွဲကိုထိုင်းကစိုးရိမ်တကြီးနဲ့စောင့်ကြည့်နေပါတယ်။ဘာလို့လဲဆိုရင်ရွေးကောက်ပွဲကပတိဖက်ကကိုရွှတ်ချမှာမဟုတ်ပဲပြည်တွင်းစစ်ကိုပို့ပြီးပြင်းထန်လာစေမယ်။ဒုက္ခသက်တွေထိုင်းဖက်ကိုပို့ရောက်လာမှာကိုသူတို့သိနေလို့ပဲဖြစ်ပါတယ်။ထိုင်းနဲ့ဇက်ကုတ်သွေးရေးဇရိတ်တွေတက်လာတာစကန်ခိုင်းတွေကြောင့်နေဇက်လှုပ်ချုပ်ရေးကျိုးပေါက်တော့တွေဟာထိုင်းအစိုးရအတွက်တော့ခေါက်ကိုက်စရာအခြေအနေဖြစ်နေပါတယ်။ ဒီလိုအခြေအနေမှာအဖြစ်လာနိုင်ဆုံးအခြေအနေတွေကိုတောက်တက်ကြည့်ရမယ်ဆိုရင်တော့ incentives pointed to clearance Myanmar is heading toward three possible futures 1 a fragmented ဖြစ်နိုင်ဆုံးအခြေအနေကတော့စစ်ကောက်စီဟာရွေးကောက်ပွဲကိုထွက်ပေါက်အနေနဲ့မဖြစ်ဖြစ်အောင်လုပ်ပါလိမ့်မယ်ဒါပေမဲ့ဒါဟာတရားဝင်မှုကိုမရစေဘဲနဲ့မြို့ပြပြောက်ကြားစစ်စင်ရေးတွေကိုပို့ပြီးပြင်းထန်လာစေမဲ့မီးလောင်ရလေပင်းနဲ့အဆက်ပတ်ရှိပါတယ် စေရေးအလက်ပြောင်းကိုကြည့်မဲ့ဆိုရင်ဖြစ်လာနိုင်တာကဖာပွန်ဒါမှမဟုတ်မန္တလေးမြောက်ပိုင်းကစစ်ကြောင်းတွေပြိုလဲသွားခဲ့ရင်စစ်တပ်ရဲ့စိုက်တပ်ပိုင်းဆိုင်ရာဟာဒိုမီနိုလိုစက်တိုက်ပြိုကျသွားနိုင်ပါတယ်အခုတောင်မှအတင်းအဓမ္မစုဆောင်းထားတဲ့တတအစ်စ်တွေနဲ့ရှေ့တန်းကိုဖာထေးနေရတာတွေ့နေရတာပဲဖြစ်ပါတယ်ဒီနေရာမှာကြားဖြတ်လေးတစ်ခုပြောချင်းပါတယ်ကျွန်တော်တို့ပြည်သူတွေရောမီဒီယာတွေရောတော်လိုင်းရေးအင်အားစုတွေရော emotional စိတ်ခံစားချက်ကိုခဏဘေးဖက်ထားဖို့လိုပါတယ်။အချက်လက်ကိုမိခိုပြီးတော့တိုက်ပွဲဝင်ကြဖို့လိုပါတယ်။ရန်သူဟာအင်အားတောက်တင်းနေဆဲဆိုတာကိုလက်ခံလိုက်မှကျွန်တော်တို့ပိုကောင်းတဲ့ view ဟာကိုချမှတ်နိုင်မှာဖြစ်ပါတယ်။စစ်တပ်ဆိုတာလောကမရှိမှတာပဲခင်ဗျားတို့ CDN တွေရောမီဒီယာသမားတွေရောတော်လန်သူတွေရောတရားဝင်အနားယူလို့ပျော်လို့ရမှာပါ။အဲ့ဒီအထိတွားရမဲ့လမ်းဟာဝေးပါသေးတယ်။အစစ်အမှန်ကိုသိဖို့လိုပါတယ်။ အောင်ပွဲဆိုတော့အကောင်ဆုံးလက်နက်ရှိတဲ့သူတွေစီကိုမတော်ပါဘူးစိတ်ဓာတ်အခိုင်မာဆုံးနဲ့ဘျူဟာအကြဆုံးလုံနိုင်တဲ့လူတွေစီကိုပဲတွားတာဖြစ်ပါတယ်ဒီကောက်ချုပ်အနေနဲ့ပြောချင်တာကစက်ကောက်စီဟာနိုင်ငံရေးအရစီးပွားရေးအရစစ်ရေးအရကုန်ခန်းနေတဲ့အခြေအနေပါသူတို့မှာကြံတာဆိုလို့ကြောက်ရွံ့မှုဖီးယားဆိုတဲ့လက်နက်တစ်ခုပဲရှိပါတယ်ဒီပဲရင်လက်ဖက်ဆိုင်ကိုဘုံကျဲတာမျိုးဒါမျိုးကခင်ဗျားတို့ကိုကြောက်စီချင်လို့ပါ မန္တလေးဈေးချိုကိုဖျက်ဆီးတာခင်ဗျားတို့ကိုငတ်ပြတ်စေချင်လို့ပါဖြစ်အားပေးတဲ့တဘောတိုင်မဲ့တတိထားကြည့်ပါကြောက်လက်တကြားလောက်ရက်တွေဟာအင်အားကြီးသူရဲ့လောက်ရက်မဟုတ်ပါဘူးဒီနေ့ကောင်းနေတဲ့အဖွဲတစ်ဖွဲဟာဒီလိုအခြေအနေမျိုးဗယံပဒါကိုမလောက်ပါဘူးဒါဟာအစုံသက်နီးနေတဲ့သူရဲ့လောက်ရက်တွေသာဖြစ်ပါတယ်ရှမ်းလူငယ်တွေဖြစ်တဲ့တအားကောက်စီရရွေးကောက်ပွဲကိုတပိတ်မဖို့ကြေညာလိုက်ပါတယ်ကုလသမဂ္ဂလူ့အခွင့်အရေးရောက်ကလည်းဒီရွေးကောက်ပွဲဟာပြည်ထောင်စုကိုပို့ပြီးကြီးမားစေမယ်လို့တတိပေးလိုက်ပါတယ် ခင်ဗျားတို့ရောဒီသွေးစွန်းနေတဲ့မဲဘုတ်ထဲကိုတိုင်းပြည်ရဲ့အနာဂတ်ထက်ပေးလိုက်မှလားဆိုတာရွေးချယ်ဖို့လိုပါတယ်။အခုလက်ရှိမြို့ပြတွေမှာစစ်ကောက်စီလုံပြနေတဲ့ပုံမှန်အခြေအနေဆိုတာကိုခင်ဗျားတို့ဘလောက်အထူးယုံကြည်လဲ။သူတို့ရဲ့မဲဘုတ်တွေကတကယ်ပဲနိုင်ငံရေးထွက်ပေါက်ဖြစ်လာနိုင်မလား။ဒါမှမဟုတ်နောက်ထပ်သွေးချောင်းစီးမဲ့လမ်းစာလားဆိုတာကွန်မန့်မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။ကျွန်တော်တို့အမောင်မိုက်စုပ်အခြေဆိုတာတတိယဆင့်ချင်ပါတယ်။ အမောင်မိုက်ဆိုးအချိန်ဟာအလင်းရောင်နဲ့အနီးဆိုးအချိန်ဖြစ်တတ်ပါတယ်ကျွန်တော်က product back ကိုနေပါဒီ video ကိုကြိုက်နေသေးတယ်ဆိုရင် like ပေးခဲ့ပါဦး subscribe လို့ရသေးတယ်လောက်ထားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်